ီအချင်းချင်းမိကဘေးမှာတောင်ပေါ်ပေါ့ဗျတနည်းပါပေါ့နမလေးကတောက်တကြီးရွာတဲ့ကျွန်တော်နေတဲ့မြို့ကနေဆိုရင်နှစ်ဆယ်နဲ့လူမယ်ဘွေးအဲ့ယိုကျွန်တော်ဆိုင်ကယ်လေးနဲ့သွားရတော့အဲ့ဒီတောက်တဲ့ရွာမှာကျွန်တော်ရဲ့အာကိုရတဲ့ဥမြဆိုတဲ့ရွာမိရွာပါတယောက်ရှိတယ်ပေါ့ဗျာအဲ့နဲ့ကျွန်တော်ဥမြနဲ့သွားတွေ့တာပေါ့ဥမြနဲ့သွားတွေ့တဲ့အချိန်ကမှာ ဥမြကဆရာရေတဲ့ဆရာလာတာနဲ့အတော်ပဲတဲ့ကျွန်တော်တို့ရွာတော့ကလေးကလူကြီးရောရေကြောက်ကြီးတွေဆရာရေတဲ့ကြီးကြီးတွေပဲတဲ့ဘယ်ကိုတော့အနှံ့ပေါက်တာတဲ့ကြောကုန်းညီရောမျက်နာတွေရောရင်မတ်တွေရောလက်တွေရောအဲ့ဒါကျွန်တော်တို့မှတဲ့စေဝါမတက်နိုင်တော့ဆရာမောင်စင်းဒီမောင်တို့ပါတို့အဲ့နဲ့စင်းမီတို့နဲ့ကုရရတော့ဆရာရေတဲ့တပတ်လောက်ရှိပြီတဲ့တက်နိုင်တဲ့လူကတော့ဟိုးလက်ပံခုံပဲ့ အဲဆင်းပြီးတော့အဲ့မှာကြီးလိုက်ကျမ်းမကြီးဌာနတကုတ်ရှိတယ်တဲ့အဲ့မှာတွားပြီးတော့စီကုကြရတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအဲသူတို့နောက်တော့သိချင်တယ်မွေးတော့ဗျာမွေးလိုက်ပြီးတော့မှလုတ်စရာရှိတာတွေချက်ချင်းအာချင်းပဲဆောင်ရွက်လိုက်တယ်ကျွန်တော်ဆောင်ရွက်လိုက်တော့တရက်ပဲကြာလိုက်တယ်ဗျာတာဘာက6တိုင်းဘူးလေးချင်း6ပေါ့ဗျာအဲ့ဒီက ဆေးမှုတွေဥဆောင်တဲ့အဖွဲ့တွေနောက်အုတ်တင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးကဆရာဝန်ကြီးနဲ့ဥဆောင်တဲ့အဖွဲ့တွေနောက်တစ်ခါဆရာဝန်ကြီးလက်အောက်မှာရှိကြတဲ့ကျေးလက်ကျမ်းမကြီးဌာနကအတတိယကျေးလက်ကျမ်းမကြီးမှုတွေအလုံးစုဖွဲ့ပေါင်းစည်းပြီးတော့အဲ့ဒီမှာအဲကုစရောက်ကစပြီးမပြတ်နိုင်အောင်ပေါ့ဗျာ operation တရအနေနဲ့အားရမြောက်သွားပြီးတော့စေကူတမှုတွေ လုတ်ပေးခဲ့ကြတယ်ဗျာတော်ပါတယ်ဗျာဝန်ထမ်းတွေအလုံးရောတတ်မတော်တာတွေရောတအားတက်ကြွကြတာပဲပြည်သူလူထုကိုဒီဆင်းရဲနှမတဲ့တနေ့လုံးတနေ့စားလက်လုံးလက်စားဒီပြည်သူလူထုကိုစေကူတာမှုခံယူစရာပတ်စံငွေကြီးမရှိလို့အဲ့ဒါကိုစေရန်နဲ့သွားပြီးတော့မှနိုင်ငံတော်ဈေးနဲ့စေရန်နဲ့သွားပြီးတော့မှဝန်ဆောင်မှုတွေပေးကြကြရယ်စေကူတာမှုတွေပေးကြအဲ့တော့တချမ်းရွာတွေကိုမကူးတော့ဘဲနဲ့အဲ့မှာတဲ့နေတီတန်သွားတော့ဗျာ အဲကျွန်တော်ကတော့ဒါလေးကိုပြည်သူအောင်ပွဲအမှတ်စဉ်ကိုတို့ခေါင်းစဉ်တက်ထားပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရေးသမားတွေဆိုတာကပြည်သူလူအတွက်အရေးကြုံနိုင်ကြုံလာသလိုကျွန်တော်တို့ဝန်ဆောင်မှုပေးနိုင်တဲ့အရေးရှင်တွေဖြတ်ထိုးညံနေမလုပ်သင့်နေဆိုတာတွေဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်နဲ့ပြည်သူရှိကန်တွေတော့အချိန်မီအမြဲတမ်းအသိရှိနေရမယ်ဆိုတဲ့အကြောင်းကျွန်တော်သင်ခန်းစာကောင်းကောင်းရလိုက်ပါတယ်ဒါနဲ့ကျွန်တော်ဥမြအကိုကျွန်တော်ရှိကန်တွေတော့မှကိပဲ